ဒီနေ့လည်လာမယ်ခံယောခုလေးရာကြတော့အရှင်နိမခဆေတို့အရှင်နိမခဆေတို့ဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်သူရဲ့အဓိပ္ပာယ်ကကြတော့တုခုနိမခုတခိချီကိုခိမဲဆိုနိခိနောမခုမမနိအရခုဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်အာကိုသွားမဲ့နေရာဥတီချက်တခုကိုမချထားဘဲနဲ့ဆုံးဖြတ်ထားဘဲနဲ့စိတ်ထဲမှာရှိတဲ့အတိုင်းဒါမဲ့ရှောက်သွားနေတာမျိုးကိုပြောတာပေါ့နော်ပြောမယ်ဆိုလို့ရှိရင်ခံခိုင်ဖို့တူရှိနာတာမူရှိကိနိအရခိစစခေလို့ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်အစင်းစားရင်တွင်နဲ့အဲကိုအတိစိတ်ထဲမှာဒီနေရာကိုသွားမဲ့လို့ကိုမတွေးထားဘဲနဲ့ကိုဒီတိုင်းမဲ့ ဘန်းကိုဆက်ရှောင်နေတဲ့ပုံစံမျိုးတွေဆိုလို့ရှိရင်အရှင်းနေမှာ facet လို့ခြောက်ကိုပဲတော့ကမှာပုံမှာ facet ဆိုလို့ဆိုတဲ့အသေးပင်မျိုးနဲ့အသုံးပြုတာပေါ့နော် အဲ့တော့သူရဲ့အတိတ်ကကြတော့အဲအာရှီနော့ဦးဘခင်ကြီးမှာကစေလို့ဆိုတဲ့အတိတ်ပဲမျိုးခြေောက်ဖတ်တော့သူလျှောက်တဲ့ပုံမှာပဲသူ့ကိုပဲခိုင်းထားဆိုတဲ့အတိတ်ပဲမျိုးပေါ့နော်သူသွားရောက်လိုက်နေတာကိုကအဲပြီးရကကြတော့ဂျီဘုံတော့အရှိကိုရဲ့စိတ်ဆန္ဒခေခါကိုပလန်နေပါလေကတဲ့ဝါနာကိုမရှိပဲနဲ့ဒီတိုင်းပဲသွားနေတာအဲ့တော့အဲ့တော့ဒီဟာလေးကိုဝါချနေနေတွေ့ပြီးတော့မှတ်ချင်တယ်ဆိုလို့ရှိရင်နော်အာရှီနေမှာကစေတဲ့အာလူဤတေတာလားအစ်ချူနိုမာနီကပူမီမာတဲ့ခီတေတာပေါ့နော်အဲ့တော့ဒီတိုင်းပဲ စိတ်ထဲမှာဒီမြောင်သွားမယ်ဆိုရင်မတွေးပဲနဲ့ဒီတိုင်းပဲသွားလိုက်တာပေါ့နော်ဒီတိုင်းပဲလမ်းလျှောက်လာခဲ့လိုက်တာမချင်မထားပဲနဲ့ပင်နေတိအောင်ရောက်လာခဲ့တယ်ဆိုရင်အတိတ်ပဲမျိုးနေရာမှာအတုံးပြရပေါ့နော်နောက်တစ်ခုက keyboard တန်ကန် keyboard တန်ကန်နိအရှိနေမှာခါစေတဲ့မာချီကိုဘူလာစီတာဆိုလို့ရှိရင်လေစိတ်ကိုပြေပြောက်သွားအောင်ပေါ့နော်စိတ်ကိုအပြောင်းလဲလေးဖြစ်သွားအောင်ဆိုပြီးတော့ဒီတိုင်းပဲ gain ပြင်းပြင်းထွက်လျှောက်ပြီးတော့ဒီမျိုးပဲပြီးတော့ လမ်းလျှောက်ခဲ့တယ်ဆိုတဲ့ပုံစံမျိုးနဲ့အသုံးပြုလာပေါ့နော်အဲ့တော့နောက်တစ်ခုကကြတော့ခန်းကားရဲ့ကောတူရှိနာကလားအရှိယမခါစေတဲ့အရှိနေမခါစေတဲ့အရုခုဥချင်းနိမကရှိနောကကိုနောမယနိကိတေတာပေါ့နော်အဲ့တော့စင်နိုင်တွေးရင်းနဲ့ဒီတိုင်းပဲရှောက်သွားနေလိုက်တာဥတီချက်မရှိပဲဒီတိုင်းပဲရှောက်သွားနေလိုက်တာနောက်ဆုံးမှအရင်တော့တက်ခဲ့တဲ့ကြောင်ရဲ့အရှိဦးတော်ရောက်လာခဲ့တယ်ဆိုတဲ့အသေးပဲနဲ့သုံးထားပေါ့နော်အရှိနေမခါစေတဲ့သာဘီနီဒဲရုနော်မိုတို့ခင်မီဝါရုခုကနိုင်ဆိုတဲ့အသေးပဲကဥတီချက် သွားမဲ့နေရမဆုံးပြတ်သားပဲနဲ့ဒီတိုင်းပဲခရီးထွက်လာလိုက်တာမျိုးဆိုတာလေတခါလေမှာတော့စိုးရတာမျိုးတော့မဟုတ်ဘူးပေါ့နော် ကောင်းတာမျိုးတွေလည်းရှိတယ်အဲ့တော့ပြောချင်တာကခဲကောက်ကိုအစဲဆုဆိုတဲ့အတိတ်ပဲဖြစ်နေပြောချင်တာပေါ့နော်ပလန်လေးချပြီးတော့သွားတယ်ခရီးမဟုတ်ပဲနဲ့ဂျီယူနာတာပြီးဆိုတဲ့ပုံစံမျိုးပေါ့နော်လွတ်လပ်တဲ့ခရီးတစ်ခုနေနဲ့ဥတီချမဲ့ကိုသွားချင်တဲ့နေရာရှောက်သွားတဲ့ခရီးမျိုးပေါ့အဲ့လိုခရီးမျိုးသွားတဲ့ခါလေမှာပြောချင်တာကောင်းတယ်ဆိုတဲ့အတိတ်ပဲမျိုးနဲ့ရေးထားဖြစ်ပါတယ်နောက်တစ်ခုကကြတော့အရှင်းကြီးမှာခါစေတဲ့အာဒိုနီတာခေကာ まさかの知り合いに出会えたボノဆိုလို့ရှိရင်အဲဒီတိုင်းပဲဥတီချက်မရှိပဲလမ်းလေးလျှောက်သွားနေတဲ့ရာလက်ကမထင်မှတ်တာပဲနဲ့တငယ်ချင်းပေါ့နော်အတိမိတ်ဆိုရင်နင်းပြန်ဆုံးခဲ့တယ်ဆုံးခဲ့တယ်ဆိုတဲ့ပုံစံမျိုးနဲ့ဘူးစင်းတော့တရားကြီးဆိုတဲ့ဒီပုံမျိုးပေါ့နော်ရုပ်ရည်လမ်းမှာတွေ့ရဆွဲပုံစံမျိုးနဲ့ရေးထားဖြစ်ပါတယ်အဲဆိုလို့ရှိရင်အဲသူနဲ့တူတဲ့စကားလုံးလေးရှိတယ်ပေါ့နော်တူတဲ့စကားလုံးလေးတွေကဘာလဲဆိုတော့ခီနိုမူခူမမနီပါလို့ခွတ် ခင်းတော့မခုမမနီအဲ့ဒီခုဒီစိတ်ထဲကအတိုင်းနဲ့ရှောက်သွားနေရယ်ဆိုရင်အတိမ်ပဲမြို့နဲ့သွားစိတ်နဲ့နောက်ပြီးတော့ဘူလတ်စုခုဘူလတ်စုခုဘူလတ်စုခုဆိုတဲ့ဒီဘက်ကလည်းအဘူလဘူလပေါ့နော်နိုင်ရလည်းရမရှောက်သွားနဲ့ဥတီစရာမဲ့ရှောက်သွားနေအဲ့လိုပုံစံမျိုးနဲ့သွားပြီးတော့တူတယ်ပေါ့နော်နောက်တစ်ခုကကြတော့ follow ဆိုလို့ follow ဆိုလို့ဆိုတာလည်းခြေဥတဲ့ရာရှောက်ပြီးတော့သွားတာမျိုးကိုလည်းပြောရယ်ပေါ့နော်အဲ့ဒါကလည်းဘယ်သူနဲ့သွားတူလဲဆိုတော့အရှိမီမာကာဆေးမှုဆိုတဲ့ဒီစကားလုံးလေးနဲ့သွားပြီးတော့တူတယ်ပေါ့နော်နောက်တစ်ခုကကြတော့ စမ်းစားဖို့ဆိုလို့စမ်းစားဖို့ဆိုလို့စမ်းစားဖို့ဆိုလို့လည်းဒီအသေးပဲပေါ့နော်အရှိနေမှာပါစေလို့နဲ့အသေးပဲတူတူပဲထူတည်ရမယ်လမ်းလျှောက်ခြင်းဆိုတဲ့အသေးပဲမျိုးနဲ့သွားဆင်းတယ်ပေါ့နော်အဲ့တော့စကလုံးလေးလုံးကအရှိနေမှာပါစေလို့နဲ့တွင်ရဲ့စကလုံးလေးဖြစ်ပါတယ်